IDK SCCI နဲ့ကွန်ပျူတာသင်တန်းမှာကျေဆိုပါတယ် Advanced POS Creation Teaching and Apply 15ကိုခဏပြပြပေးမှာဖြစ်ပါတယ် အဲကျွန်တော်တို့ဒီကုတ်တွေရေးတာကိုလေ့လာတဲ့အခါမှာကျွန်တော်တို့ဒီမှာလေ့ကျင့်ခန်းတွေကြုံမသွားဖို့အရေးကြီးပါတယ်နော်။ဘာလို့လဲဆိုတော့ကျွန်တော်တို့လေ့ကျင့်ခန်းတွေမှာကျွန်တော်ကတော့ဒီအများကြီးပြောလိုက်တယ်ဆိုရင်ရောသွားမှာဆိုရတဲ့ကြောင့်မို့ကျွန်တော်တို့အများကြီးမပြောခဲ့ဘူးပေါ့နော်။ဒါဆိုရင်ဒါအရင်နေ့ကဆိုရင်ကျွန်တော်ဒီမှာဆိုရင်ဒီ count item ပေါ့လေဒီ customer ကနေပြောမှာ အမျိုးအစားဘယ်နှခုပေါ့လေဝယ်သွားအမျိုးအစားဘယ်နှခုဆိုတော့ဒီသူ့ရဲ့ list ထဲမှာဘယ်နှကြောင်ရှိတယ်ဆိုတော့ကျွန်တော်တို့စစ်တဲ့နည်းလေးကိုကျွန်တော်ပြောလိုက်တာပေါ့နော်အဲ့တော့ခဏညာတော့ကျွန်တော်စင်းသွင်းတဲ့နည်းကိုကျွန်တော်ဆက်သွားတော့နော်အဲ့တော့ဘာလို့ဒီ count item ကအရေးကြီးရလဲဆိုတော့ကျွန်တော်ရဲ့ဒီ count item မရဘူးဆိုရင်ကျွန်တော်စင်းသွင်းတဲ့အခါမှာ error တက်မှာပေါ့နော်ကဲဒါဆိုရင်ကျွန်တော်ဒီ count item ကိုဘယ်လိုလုပ်လို့မလဲကြည့်ကြည့်ရအောင်နော်အဲ့တော့ကျွန်တော်ဒီမှာစင်းသွင်းတဲ့အချိန်မှာ A ဈေးမှာတော့တကြောင်ချင်းစီစင်းသွင်းတာရှိတယ်ကျွန်တော်ဒါလေး၅ကြောင်လိုက်ကိုတစ်ခါတည်းစင်းသွင်းနေတာမျိုးရှိတယ်ပေါ့နော် အဲ့လိုမျိုးအခြေအနေမျိုးမှာဆိုကျွန်တော်တို့ကဘာလို့သုံးရလဲဆိုတော့ဒီမှာ copy ဆိုရဲ fashion ကိုသုံးရပါတယ်เนาะဘာလို့ဆို copy ဆိုရဲ fashion ကတော့ကျွန်တော်တို့ရဲ့ဒီစာတွေကို copy ကိုမယ်ပြီးရင်ကျွန်တော်တို့ရဲ့ device တွေကိုတွက်ထည့်တာမျိုးပေါ့เนาะအဲ့လိုမျိုးစီရင်သွင်းတာဖြစ်ပါတယ်เนาะကဲဒါဆိုရင်ကျွန်တော်အရင်ဥဆုံးတစ်ချက် copy စနစ်ကလေးကိုကျွန်တော်ပြမယ်ပေါ့เนาะ copy ကလည်းတိတ်ခက်ခဲကြီးတော့မဟုတ်ဘူးဗျအဲ့တော့ကျွန်တော်တို့ copy မှာဆိုရင်ဘာနဲ့ဘာနဲ့ကိုကျွန်တော်တို့ဒါတစ်ချက်တွဲပြီးသုံးအောင်လို့ဒီမှာဆို let's say database row နဲ့ဒီ count and တန်တွေကိုကျွန်တော်တွဲသုံးအောင်ပေါ့เนาะ အဲ့ကျွန်တော်တစ်ချက်နမူနာပြမယ်ဒီဘက် example ကိုကျွန်တော်တစ်ချက်သွားမှာနော်အဲ့ကျွန်တော်ကဒီမှာဆိုရင် copy ကူ copy ကူရတဲ့ရည်ရွယ်ချက်ရှိတယ်ပေါ့အဲ့ဆိုကျွန်တော်တစ်ချက်ကြည့်အောင် copy ကူမယ်ပြီးဒီဘက်က purchase ဆို purchase တဲ့ကိုလာထည့်မှာပေါ့နော် sale ဆို sale တဲ့ကိုလာထည့်မှာပေါ့အဲ့မှာတော့ကျွန်တော်ဒီမှာ copy တဲ့ပုံစံကိုကျွန်တော်တစ်ချက်ပြမှာနော်ဒီမှာဒီကနေဒီထိကျွန်တော် copy ကူလိုက်မှာပေါ့ copy ကူမယ် control c နေလိုက်မယ်နေလိုက်ပြီးဒီဘက် purchase တဲ့ကိုလာမယ်ပြီး serial number မှာ control v နေလိုက်တာနဲ့ကျွန်တော်ရဲ့ဒီမှာ reference ပေါ်လာတယ်အဲဒါဆိုရင်ကျွန်တော် copy ကူတဲ့အချိန်မျိုးမှာ ကျွန်တော်တို့ကကဏန်းကို copy ကူးတာနဲ့အစာကို copy ကူးတာနဲ့ဆိုတော့နှစ်မျိုးရှိတယ်ဗျ။အဲတော့ကျွန်တော်ဒီမှာ copy ကူးလိုက်ပြီ control c နှိပ်ထားရအောင်နှိပ်ထားပြီးသားပဲ control c နှိပ်လိုက်ပြီးနှိပ်ပြီးသားရတယ်ကျွန်တော်ဒီဘက်ပါချေဘက်ကိုလာမယ်တစ်ချက်နှိပ်ပြီး right click နှိပ်လိုက်မယ်ဒီမှာဆိုကျွန်တော်တို့ကကဏန်းတွေကိုပဲ copy ကူးရဲဆို value ဆိုတဲ့ကဏန်းတွေရောက်လာတယ် formula ကိုပြီးကိုယ်ရတဲ့ reference ပေါ်တယ်နောက်တစ်ခုကဒီမှာဆိုရင်တော့ဒါ formatting ပေါ်တယ်ဒါထားမှာတော့ကျွန်တော်ဒီမှာတော့ gnan ကိုပဲလိုချင်တာဖြစ်တဲ့အတွက်ကြောင့်ကိုကျွန်တော် gnan လေးတစ်ခုပဲ copy ကူးလိုက်ရင်တော့ကျွန်တော်ရဲ့နောက်က format တွေပါလာမှာမဟုတ်ပါဘူးအဲဒါဒီလိုမျိုး copy ကူးတဲ့နေကိုကျွန်တော်တော့အောင်မှာဖြစ်ပါတယ်အဲတော့ကျွန်တော်ရဲ့ code ထဲမှာအဲ့ဒီ copy ကူးနေကိုကျွန်တော်ဘယ်လိုရေးမလဲဆိုတာတစ်ချက်ကြည့်ကြရအောင်နော်အဲဆိုကျွန်တော်ရဲ့ code တစ်ခုရေးတဲ့အခါမှာလည်းကျွန်တော်က AZ ရဲ့ logic အတိုင်းကျွန်တော်ကလုပ်ရတာပေါ့နော် ဒီမှာဆိုရင်ကျွန်တော်တို့ဒီ exam မှာဆိုရင်ကျွန်တော်တို့ကအခုအသုံးများတဲ့ macro record ပေါ့နော် macro record ပုံစံမျိုးတွေကျွန်တော် record လုပ်ပြီးတော့လည်းတစ်ခါလေးကြာရင်လည်းသုံးရတာမျိုးရှိပါတယ်နော်ကြည့်ဒါဆိုကျွန်တော်တို့ copy ကူးချင်အောင်ပါအဲဒါကျွန်တော်တို့ copy ကူးမဲ့ရှေ့က shape 1ပါနော် p y shape ပါ shape 1. range ဘယ်ကနေဘယ်ထိ copy ကူးမှာလဲကျွန်တော် a colon ဟုတ်ပါနော် a colon နဲ့စမယ် a n ဘယ်ကနေစမလို့ let's say database row ပါ sorry ဟုတ်တယ် let's say database row ကိုကျွန်တော်တို့ကရှာမှာပေါ့နော်အဲဒါဆိုတော့ကျွန်တော်ရဲ့ let's say sorry အဲဒီမှာမားတယ်ဗျ let's say database row မဟုတ်ဘူးဗျကျွန်တော်တို့ copy ကိုရမှာဒီကနေစအောင် a4 ကနေစအောင်အသေးပဲနော်ဟုတ်တယ်ဒီ a4 ကနေကျွန်တော်တို့ရှိသမျှစာအကြောင်းပေါ့ကျွန်တော်ဟိုစလိုက်တဲ့ item sorry count item ဆိုရဲအထိကျွန်တော်ကဟိုမအောင် copy ကိုရမှာဖြစ်ပါတယ်နော်အဲဒါကျွန်တော်ရဲ့ a4 ကနေစမယ် a4 2 ဘယ်အထိလဲဒီမှာကျွန်တော်တစ်ချက်ကြည့်မယ်နော် A4 ကနေ E column ဒီကျွန်တော် copy ပို့ရမှာနော် A4 to E ဆိုပြီးကျွန်တော်ရေးလိုက်ပြီးဒါကပုံတွေပါပြီး and ဒီမှာဆိုရင်တော့ကျွန်တော်အရှင်ကဘယ်စလုံးလဲဆိုဒီ count item နဲ့ကျွန်တော်ချိန်ရမှာဖြစ်ပါတယ်နော်အဲ့တော့ count item ကျွန်တော်နှစ်ချက်နေလိုက်ပြီးဒီမှာတော့ကျွန်တော်နာမည်မမအောင်လို့နော် copy ပို့လိုက်တာနော်ရိုက်ထည့်ပေးလဲရတယ် wardrobe နေလိုက်မယ်နေပြီးတော့ queen ပေးလိုက်မယ် dot copy ဆိုပြီးကျွန်တော်ရေးလိုက်ရမှာပဲကြတာလေးပဲဗျအဲ့တော့ကျွန်တော်ဒီကြောင်ရေးလိုက်တာနဲ့ကျွန်တော်ရဲ့ဒီ A4 ကနေဒီကျွန်တော်ရဲ့ E ောင်းကောနဲ့ကောင်း item ပေါ့အဲ့တော့ဒီမှာဆိုကောင်း item ကဘယ်လောက်ရှိလဲဆိုတော့ကျွန်တော်ခွန်တော် break point ဖန်ပြလိုက်ပြီနော်အဲ့ဒီမှာလည်းပြန်ဖန်ပြပြီမနော် play တစ်ချက်နေလိုက်တာနဲ့ကျွန်တော်ရဲ့ကောင်း item က3ရှိနေရနော်အဲ့ဆိုရင် a4 to e3 ဆိုပြီးတော့ရေးလိုက်တာနဲ့တူတူပဲဒါပေမဲ့ဒီမှာじゃမားသွားပြီဗျဘာလို့ e3 ဆိုတဲ့ဟာကိုဖြစ်တာလဲကျွန်တော်ဒီမှာဘာလို့မားလဲကျွန်တော်တစ်ချက်ပြပြီမနော်အဲ့တော့ဘာလို့မားလဲဆိုတော့ကျွန်တော်တို့ကဒီမှာဆိုရင်ဒီကောင်း item လေးတစ်ခုတည်းဆိုရင်တော့မားတယ်ဗျ ဆိုတော့ဒီမှာခေါင်းစဉ်ကိုပါထည့်ပေါင်းပေးရမှာခုနကကျွန်တော်ဒီမှာခေါင်းစဉ်ကိုနှုတ်ခဲ့တယ်လို့မျိုးပေါ့ဒီမှာလည်းကျွန်တော်ရဲ့ခေါင်းစဉ်3000ရှိရတဲ့ကြောင့်ကို3000ပေါင်းပေးရမှာဒါဆိုကျွန်တော်ဒီမှာမချက်အနေနဲ့ကျွန်တော်ရေးပြမယ်ဒီမှာလည်း3 is for to title ဆိုပြီးကျွန်တော်ရေးရမှာဖြစ်ပါနော်ဘာဒီမှာရှိတဲ့3ဟာလည်းဒီ title ကိုကိုစားပြုတဲ့3ပါပဲနော်အဲဒီမှာဝင်ပိတ်လေးလုပ်ခဲ့တာပါနော်ဝင်ပိတ်နှစ်ခုပြရမှာနော်ဒါဆိုရင်ကျွန်တော်တို့ကဒီမှာဆိုရင် count item က3နဲ့3နဲ့ပေါင်းလိုက်တော့6ဖြစ်သွားပြီပေါ့နော်60ပေါ့ဟုတ်လားကျွန်တော် A7 တော့ခြင်းမယ် မှန်တယ် A4 ကနေပဲထိလဲ A6 တွေကျွန်တော် copy ကိုရမှာဖြစ်ပါတယ်เนาะအဲ့တော့ဒီမှာကျွန်တော် copy ရတဲ့အခါမှာတော့ဒီ3ကဘယ်ကနေရောက်လာတာလဲဆိုတာသိဖို့လိုအပ်ပါတယ်เนาะကဲကျွန်တော်ဒီတစ်ချောင်းလေးကိုကျွန်တော် break point လေးဖတ်ပြီးကျွန်တော်ဆက်ပြပေးမယ်เนาะဒီမှာ example ကိုကျွန်တော်တစ်ချက်ပါမယ်เนาะဒီမှာဆိုရင် select မှတ်ထားခြင်းလည်းမရှိဘူး copy ကူးထားခြင်းလည်းမရှိဘူးเนาะအဲ့တော့မှကျွန်တော်ဒီ code ကို play လုပ်လိုက်တဲ့ချိန်မှာသူဘယ်လိုလေးတော့ပေါ့အောင်လဲဆိုတာကြည့်ကြည့်အောင်เนาะ play တစ်ချက်နှိပ်လိုက်ပြီးအော်ကျွန်တော်ရဲ့ဒီ example မှာ copy ကူးတဲ့ပုံစံလေးသူပြနေမှာအဲဒီမှာဒါ copy ကူးတဲ့ပုံစံလေးဖြစ်သွားရင်เนาะ ကဲဒါဆိုကျွန်တော်ကဒီစာကိုဘယ်ကိုသွားထားမှာလဲဆိုတော့ဒီဘက်ပါချေးဆိုရင်ပါချေးဘက်ကိုသွားထားမယ်ဆေးဆိုရင်ဆေးဘက်ကိုသွားထားမှာနော်အဲ့တော့ကျွန်တော်တို့အဲ့မှာတော့အခုကတော့ကျွန်တော်ကဒီမှာတော့နမူနာလေးနဲ့ဆေးလေးကိုပဲကျွန်တော်ရေးမယ်လို့ကျွန်တော်ယူဆလိုက်မယ်เนาะအဲ့တော့ကျွန်တော်ဆေးရှိဆိုတော့ဆေးရှိကပါရှိလဲရှိ4ပါเนาะအဲ့တော့ရှိ4 .range အဲ့လိုဘယ်နေရာကိုသွားထားမှလဲကျွန်တော်ဒီမှာတစ်ချက်ကြည့်မယ် A colon ကဘာကိုရှာတာလဲဆိုတော့ကျွန်တော်ရဲ့ဒီမှာတစ်ချက်ကြည့်မယ်เนาะ A colon က အီကော်လန်ကဘောင်ချာနံပါတ်ကိုရှာတဲ့ဟာပေါ့။ဒီဘောင်ချာနံပါတ်ကိုထပ်ထားလိုက်အောင်မယ်ကျွန်တော်ဘောင်ချာနံပါတ်ကိုပေါ်တဲ့ဟာခဏလေးတည်းမှာကျွန်တော်ရေးပြပေးမယ်ပေါ့နော်။ဘောင်ချာနံပါတ်ကိုပေါ်တဲ့နီးပေါ့နော်။အဲတော့ကျွန်တော်ကဒီမှာသွားပြီးထားမှာလဲဆိုတော့ A column မဟုတ်တော့ B column B and let's say database row လို့ကျွန်တော်ရေးရမှာဖြစ်ပါတယ်။ဒီမှာတော့ရိုက်ထည့်ပေးလိုက်မယ်နော်။ let's say db row dot paste paste special ဆိုပြီးပေါ်လာလိမ့်မယ်ပြီးရင် temperature နေလိုက်မယ်ဒီမှာဆိုကျွန်တော်တို့ကကဏ္ဍကိုပဲ copy ကူးมาဖြစ်တဲ့အတွက်ကြောင့်မို့ h and paste all ဆိုတဲ့ဟာကိုသုံးလို့မရဘူး h and value ဆိုတဲ့ဟာကိုကျွန်တော်သုံးရမယ်ဒီမှာဆိုရင် h and paste value ဆိုတဲ့ဒါလေးကိုသုံးมาရမယ်เนาะဟို all ဆိုရင်အကုန်ကူးသွားမှာခုနကနောက်ထပ်ရအောင်လို့ပါသွားမယ်အဲ့တော့ paste special နဲ့ h and paste value ပေါ့ကျွန်တော်တို့ရဲ့ဒီအကွက်ထဲမှာရှိတဲ့ကဏ္ဍပေါ့เนาะ copy value လို့ကျွန်တော်ရေးလိုက်မယ်เนาะ value ကဏ္ဍမျိုးပဲ copy ကူးတာပါ ကဲဒါဆိုရင်ကျွန်တော်ဒီတိုင်းကြီးရေးလိုက်တယ်ဆိုကျွန်တော်ရဲ့ဒီ sheet 4မှာရှိတဲ့ let's say database ရောဘယ်လောက်ရှိလဲပေါ့။ and 2ဆိုရင်2နေရာကိုသွားပြီးတော့ copy ကူးလိုက်မယ်ပေါ့နော်။အဲ့တော့ဒီမှာတော့ကျွန်တော်တို့တစ်ချက်တရိပ်ထားရမှာဖြစ်ရှိတယ်ပေါ့တစ်ချက်တရိပ်ထားရရှိတယ်ပေါ့နော်ကျွန်တော်တို့ copy ကူးလိုက်တာကတော့ဒီမှာတော့6ခွက် copy ကူးလိုက်တယ်ဒါပေမဲ့ကျွန်တော်တို့ညွှန်းလိုက်တာ b2 ဆိုရင်2ပေါ့လေတစ်ခွက်တည်းကျွန်တော်ညွှန်းလိုက်တာပေါ့နော်ကဲအဲ့ဒါကျွန်တော် break point ကိုဖန်လိုက်မယ် လေးတစ်ချက်နေလိုက်ပြီဆိုရင်ဒီမှာကိုးပြီးသွားပြီပေါ့နော်အဲဒါ example ကိုကျွန်တော်တစ်ချက်သပြန်ပြပေးမယ်ဈေးရှိမှာအန်ရောက်သွားပြီဒီမှာမားတယ်ဗျဘာလို့မားလဲဆိုတော့ဒီမှာဆို2မှာကျွန်တော် copy ကူးသွားတာဆိုတော့မားသွားပြီလေဘာလို့ဆိုတော့2မဟုတ်ဘူးနော်2 1ဆိုပြီးကျွန်တော်ဖြေရမှာပေါ့နော်အဲဒါဆိုကျွန်တော်ရဲ့2ဆိုရင်မားတယ်ဒီမှာဆိုကျွန်တော်ဖြေရဒီမှာလာရောက်တာနော်ဒါဆိုမားသွားပြီနော်အဲဒါကျွန်တော်ပေါင်းစင်လေးကိုကျွန်တော် copy ကူးလိုက်မယ်နော်အော်ဒီတစ်ချက်နဲ့ control v နေလိုက်မယ်အဲဒီမှာ cost price sorry ဘာလိုနေသေးတာလဲဆိုတော့ quantity လိုနေသေးတာเนาะ copy ကို quantity အဲဒါဆိုကျွန်တော်ဒီမှာမားသွားတယ်ပေါ့ဟုတ်နော် copy ကိုတော့မားသွားပြီဆိုတော့ကျွန်တော်တွေးလိုက်ပြီเนาะအဲ့ဒါတော့အဲ့လိုမျိုးပါကျွန်တော်တစ်ခါကြိုင်ကုတ်တွေကြီးတဲ့အခါမှာလည်းဒါမားနိုင်ပြရတော့ရှိတယ်ပေါ့နော် let's say database တို့က2ဖြစ်ခဲ့မယ်ဆိုတော့ကျွန်တော်ကနှစ်ချောင်းမြောက်ကိုတွက်ပြနေတာပေါ့နော်နှစ်ချောင်းမြောက်ကိုပြနေရဆိုတော့ကျွန်တော် +1 ဆိုပြီးကျွန်တော်ရေးရတာနော်အမှန်တကယ်တော့ +1 ကတော့ပေါင်းရမှာဗျဘာလို့လဲဆိုတော့ကျွန်တော်ကဒီသူ့ရဲ့တွေးတဲ့ row ရဲ့တစ်ချောင်း အပေါ်မှာကျွန်တော်တို့သွားပြီးတော့ရေးရတာပေါ့နော်အဲဆိုဒီမှာသတိထားပါဒီမှာ plus 1လေးထည့်ရမှာနော်အဲဆိုဒီ plus 1ကကြာတော့ကျွန်တော်တို့တွေးလိုက်တဲ့နောက်ဆုံး row ရဲ့နောက်တစ်ချောင်းပေါ့ next ပေါ့နောက်တစ်ချောင်းကိုဈေးသွင်းမှာဖြစ်တဲ့အတွက်ကြောင့်ဒီမှာ plus 1ပေါင်းရတာပါဒီမှာ plus 1မပေါင်းရင်ခုနက copy ကူးတယ်လို့မှားမှာနော်အဲကျွန်တော် play တစ်ချက်ပြန်နေလိုက်ပြီနေလိုက်တာနဲ့ဒီမှာကျွန်တော်ရဲ့ဒီ exe ဘောက်တွက်ကြည့်လိုက်ရင်မှန်သွားပြီပေါ့ဒီမှာ serial number 1 2 3ခဲ့ဆိုကျွန်တော်ဒီမှာဆိုရင်ဒီမှာနောက်ထပ်ထပ်ဈေးသွင်းပြပေးမှာပေါ့ ဒီကနေဒီကနေစပြီးစဉ်းသက်မလားကျွန်တော်တစ်ချက်ပြပေးမနော်အဲ့တော့ကျွန်တော်ဒီမှာစတဲ့ကြောင်းရှော့လိုက်တော့မယ် item code ကိုတကြောင်းပြန်ဖြတ်မယ် quantity လည်းကျွန်တော်ဖြတ်လိုက်မယ်နော်ဖြတ်ပြီးသွားရင်ကျွန်တော်ကဒီမှာထပ်ပြီးရှာလိုက်မယ်ပေါ့ break stop ပြန်နေမယ် break point ကိုဒီမှာပြန်ရှာပြမယ်ကောင်း item ဘလောက်ရောက်နေလဲဆိုကြည့်အောင်နော်လေးနေလိုက်မယ်ကောင်း item ဘလောက်ရောက်နေလဲ do let's say database ဘလောက်ဖြစ်နေလဲ do ပဲဗျာ ။ဒါဆိုဒီမှာဆိုရင်ကျွန်တော်တို့ရှာထားတာက C4 ရဲ့ A ကိုရှာထားတာလေ။ဒါဆို A ကိုရှာထားတယ်ဆိုတော့ကျွန်တော်တို့က A မှာပေါင်းချနံပါတ်မရေးရသေးဘူးလေ။ဒါဆိုကျွန်တော်ကအခု B လေးကိုပြောင်းရှာလိုက်မယ်နော်။ဘာလို့ဆိုတော့ပေါင်းချနံပါတ်ကျွန်တော်မရှိသေးလို့နော်။အဲ B ကိုရှာလိုက်ရင်တော့ကျွန်တော်တို့ရဲ့ B မှာစင်းသွင်းထားတဲ့အောက်သွားပြပေးမှာပေါ့။အဲ့ဒါကျွန်တော်ပလေးတစ်ချမ်းလေးလိုက်ပြီးကောင်းတယ်တော့2ပဲ let's say database ဆိုတော့5ဖြစ်သွားပြီပဲအဲ့တော့5ဆိုတော့ကျွန်တော်ကဘယ်ကနေစပြီးဆင်းသွင်းရမှာလဲ excel ပေါ့ပြန်ကြည့်မယ် ဈေးမှာဆိုကျွန်တော်စစ်ကနေဆင်းသွင်းရမှာအဲဒါဆိုတော့ကျွန်တော်ခုနပြောလိုက်တဲ့ +1 လေးအရေးကြီးတယ်ဆိုတာဒါကိုပြောရအောင်နော်5 +1 လို့ပြောမှာ B စစ်မှာဆင်းသွင်းတော့မှာဖြစ်ပါတယ်နော်အဲကျွန်တော် stop နေလိုက်ပြီနေလိုက်တာနဲ့ဒီမှာ break point ဖန်လိုက်မယ် play နေလိုက်တာနဲ့ကျွန်တော်ဒီမှာနောက်တစ်ကြောင်းမှာဆင်းသွင်းတော့မှာဖြစ်ပါတယ်ဒီမှာနှစ်ကြောင်းဆင်းသွင်းသွားပြီပေါ့ဒါဆိုရင်ကျွန်တော်က မှဆိုရင်ဒါဘောင်ချာနံပါတ်ရှာတဲ့ဟာလေးရေးကြည့်ပါနော်အဲ့တော့ကျွန်တော်ဒီဘောင်ချာနံပါတ်ရှာတဲ့ဟာကိုကျွန်တော်ရမှာကျွန်တော်ကဒီမှာဆို A column လေးမှာကျွန်တော် section sorry ဒီဟာ A column ပြောင်းလို့ရမှာနော်ဘောင်ချာနံပါတ်မရှိဘဲနဲ့တော့ A column ပြောင်းလို့မရသေးဘူးနော်။ဒါဒီမှာဆိုရင်ကျွန်တော်တစ်ချက်ကြည့်ကြည့်အောင်ဒီမှာသူ့မှာဘာထူးခြားမှုရှိတယ်ဆိုကျွန်တော်ရဲ့ copy ကူးလိုက်တဲ့ဟာကိုသူကဒီမှာမပြောက်ဘူးဗျ။အဲဒီ highlight လေးကိုကျွန်တော်ပျောက်ချင်တာပျောက်ချင်လေကုတ်လေးတစ်ချောင်းပဲကျွန်တော်ရေးပြရမှာဖြစ်ပါတယ်။ဒါဆိုကျွန်တော် copy ကူးတဲ့အချိန်မှာဒီကုတ်၃ချောင်းကိုကျွန်တော်မှတ်ထားရမှာဖြစ်ပါတယ်နော်။ application applicationapplicationcation application.cat or copy mode is equal to false ကိုကျွန်တော်ရေးပြရမှာဖြစ်ပါတယ်အဲကျွန်တော်တို့ copy ကူးလိုက်တိုင်းကူးလိုက်တိုင်းမှာဒီကုတ်သုံးချောင်းကဒါမှတ်ကိုမှတ်ထားပါပါဒီပထမအဦးဆုံးကုတ်ကတော့ကျွန်တော် copy ကူးမဲ့ကုတ်ပေါ့နော်ဘယ်ကနေဘယ်အထိ copy ကူးမဲ့ဒုတိယတစ်ခုကတော့ဘယ်ကိုသွားထားမလဲဆိုတဲ့ကုတ်တစ်ခုပါတတိယတစ်ခုကတော့ကျွန်တော်ရဲ့ဒီ copy ကူးထားတဲ့ဟာကိုကျွန်တော် ဖြတ်တာပေါ့လေဖြတ်တဲ့ပုံပေါ့နော်အမှန်တကယ်တော့ select ဖြုတ်လိုက်တဲ့ပုံပါမနော်ဒါဆိုကျွန်တော်ဒီမှာဇင်းသွင်းလိုက်မယ် next ကြောင်းဇင်းပြန်သွင်းလိုက်မယ်0020003နဲ့ဇင်းသွင်းလိုက်မယ် identical 23ပေါ့နော်ဒီမှာတော့ကျွန်တော်ရဲ့ဇင်းလုံးကပေါ်မလာဘူးနော်ဇင်းလုံးပေါ်မလာဘူးဆိုတော့ကျွန်တော်003ပဲကျွန်တော်ဇင်းသွင်းပြလိုက်မယ်နော်ဇင်းလုံးပေါ်တဲ့ဟာကိုဇင်းသွင်းတာပါနော်အဲကျွန်တော်၄ခုရှိမယ်ပါမယ်ကုတ်ထဲကိုပြန်သွားမယ် ပြန်ကျွန်တော်ဒီတချောင်းကိုထည့်လိုက်တာနဲ့ကျွန်တော်ရဲ့ကောက်ကဘလိုမျိုးဖြစ်သွားအောင်လဲကြည့်မယ်နော်ပလေးတစ်ချက်နှိပ်လိုက်ပြီအဲနှိပ်လိုက်တာနဲ့ကျွန်တော်ဒါဆင်းသွင်းသွားပြီပေါ့သွင်းသွားပြီဆိုရင်ဒီဆေးတွေကိုပြန်လာရင်ဒါဆင်းသွင်းသွားပြီဒီဘက်က POS ထဲမှာ select matter ရှိသေးလဲဆိုမရှိတော့ဘူးပေါ့အဲဒါဆိုရင်ကျွန်တော်ဒါဆင်းသွင်းတဲ့နီးလေးကိုပြပြပေးလိုက်တာဖြစ်ပါတယ်ဒါဆိုတော့တချာလေးမှတ်ထားပေးရမှာပါကျွန်တော်ဒီ Excel မှာဆိုရင်ဒီကျွန်တော် copy ကူးတဲ့နီးသိရမယ်ဒီကုတ်ရေးတဲ့ချိန်မှာဘာလို့ copy ကူးတဲ့နီးသိရအောင်လဲဆိုတော့ကျွန်တော်က ဒီတစ်ခါလေးကျရင်ကျွန်တော်တို့ဒီ advanced filter နဲ့ကျွန်တော်ပြအောင်ပါဗောလေနောက်လေးလေးကျရင် advanced filter logic တွေနဲ့ပြတဲ့အခါမှာဒီ copy ကူးတဲ့နည်းကိုပဲကျွန်တော်သုံးအောင်ပါဗောနော်အဲကျွန်တော် copy ကူးတဲ့နည်းပြောတဲ့အခါမှာဒီမှာတော့ဒီနည်းကတော့လွယ်တယ်ဗောလေဒီပထမဦးဆုံးတရားအောင်မယ်ဒုတိယတရားအောင်ကတော့ကျွန်တော်ဒီ let's say database row ကိုမူတည်ပြီးတော့ထည့်သွားတော့ဗောအဓိက aze အတိုင်းမှာပဲကျွန်တော် aze မှာအများကြီး copy ကူးဝင်မယ်တစ်ခွက်ထဲမှာထည့်ခြင်းတစ်ခွက် sorry တစ်ခွက်ထဲမှာဆိုတာဒီတောင်းလေးဗောသူ့ရဲ့တောင်းလေးကိုတစ်ချက်နှိပ်ပေးရုံမှာပဲဒီပုံစံလေးဗောကျွန်တော်ဒီမှာဒီပုံစံလေးတစ်ချက်ပြမှာနော် ခုနကကျွန်တော်ပြတယ်လို့ပြောဒီမှာ၄ခွက် copy ကူးလိုက်တယ် control c ကျွန်တော်ထည့်ချင်တာဒီ part ချက်မှာပေါ့ထည့်ချင်တာနော်ဒီတစ်ခွက်ပဲနေုံပဲလေဟုတ်လားအကုန်လုံးကြီး slash match ဆရာမလိုဘူးလေဒါတော့ပြောချင်တာပေါ့နော်ဒီတစ်ခွက်ကိုနေ base value ဆိုရင်ဒါ value လေးကျွန်တော်ကြာလာမှာဖြစ်ပါတယ်နော်အဲဒီလိုမျိုးပါပဲကြည့်ဒါဆိုရင်ကျွန်တော်ဒီနေ့ကတော့ copy ကူးတဲ့နေ့လေးကို mixero ကတခြားလေးမှတ်ထားသေးချင်ပါတယ်နော် advanced POS creation လေ့ကျင့်ခန်းအပိုင်း15အတွက်ကတော့ဒီနေ့လောက်ပါပဲဗျာ ကျွန်တော်တို့ရဲ့ advanced BOS တင်ကန်းစာများကိုလေ့လာတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်တို့ဒီမှာဆိုရင်အကြောင်းသားတွေလေ့လာတဲ့အခါမှာဒီအေးကျွန်တော်တို့ဒီတနေ့ပေးခဲ့တဲ့တင်ကန်းစာတွေကိုတနေ့တတိယလေးလောက်မယ်ဆိုရင်ကျွန်တော်တို့ဒီ Bay BOS မျိုးမဆိုကျွန်တော်တို့ဒါရေးနိုင်မှုရအတွက်အဲဒါအထောက်အပံ့ဖြစ်မှာပါနော်ကျွန်တော်ကလည်းဒီမှာ BOS ပုံစံတွေအများကြီးကိုကျွန်တော်ပြပြပေးသွားမှာဖြစ်ပါတယ်နော်မတိတာရှင်လည်းကျွန်တော်တို့ဒါမေးလို့ရပါတယ်အဲဆိုတော့ကျွန်တော်ဒီမှာဆိုရင်ဒီ BOS လေ့ကျင့်ခန်းတွေမှာဆိုရင်ကျွန်တော်ကျွန်တော်လွယ်ကူတဲ့ BOS ပုံစံမျိုးကိုကျွန်တော်အသုံးပြုထားတာ ဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်ဒါမိတ်ဆွေအနေနဲ့လည်းဒီချာလေးလိုက်လုပ်ပေးရဆိုရင်ကျွန်တော်ရမှာပါနော်။အဲဒါဆိုကျွန်တော်ရဲ့မိတ်ဆွေများကလည်းဒီကျွန်တော်လေ့လာမယ်ပေါ့နော်။ကျွန်တော်ရဲ့ဒီအိတ်ဆဲကိုပို့ပြီးတော့မှလေ့လာမယ်။ကျွန်တော်တင်တဲ့တင်ငန်းစာများအပါအဝင်ကျွန်တော်ဒီပြမှာရှိတဲ့အိတ်ဆဲအဲဒီလက်ချင်ငန်းတွေတင်ငန်းစာတွေကိုထပ်လေ့လာရင်လည်းအိတ်ဆဲဤပညာများပို့ပြီးတော့တို့ပါပါစေလို့ကျွန်တော်ဆုမွန်တောင်းပေးလိုက်ပါတယ်နော်။